အတီးရှိကစားပြိုက်ပါတယ်။ဒါဆဲဆဲရပပွာလာပါတယ်။ခရိုက်ရဲ့ပိုလိုအစီတီထွားပါတယ်ရော။ဘလို့ပေါ့ပါ။စီလီတောက်ပါတယ်စီလီထိုးပြိုက်ပါတယ်။လက်မကုတ်ပါ။ဘရာဗိုဆိုကေဒါလာအဲမဖိုင်ရှောင်းတဲ့အဗိဒကေအတိုက်ပွေးခင်းနေမှာရန်ခိုးဒီပါလီကီကောက်ထောင်း။ဒါကတော့ပုံကြုံမျိုးနဲ့ပန်းနီလာစကန်မှာစစ်ပေးချောင်းနေတဲ့ သက်6နှစ်နဲ့အရွယ်မောင်ဦးစန်းထေးပြောပြသောတာပါ သူကတော့ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းကအရေပြားယောဂဝေဒနာကိုခံစားနေရသူဖြစ်ပြီးတောက်ရှင်နဲ့လိမ့်စိလေးလည်းဒီနေ့အထိပြောက်ကွင်းတာမရှိသေးပါဘူးရခိုင်ဒေသမှာ2023ခုနှစ်နိုဝင်ဘာနောက်ပိုင်းတိုက်ပွဲပြင်းထန်ပြီးနောက်အရေပြားယောဂဟာလည်းစေဘီချောင်းနဲ့အခြားကျေးရွာတွေမှာကူးစားပြင်းနေလာပါတယ်နောက်ထပ်ရနာယောဂတန်ကို6လကျော်အကြာခံစားနေရသူကတော့ဦးအောင်စင်ကျော်ဖြစ်ပါတယ်သူကတော့ဒီယောဂကြောင့်အခဲခဲဖြစ်ပုံကိုအခုလိုပြောပြပါတယ် ောလာလောက်ပေါင်းအကြီးတန်းအငေးရှိမဟုတ်ပါ တခါဖူးပနာတောင်းလို့အကြီးတန်းပါတလုံးစလုံးတိတ်ပနာပေါက်ပါရေခါရဲချောင်းတီးကိုရော့လေလို့ခိုက်ပလိစော ခဲလုံးမောပါလက်မဖူးဆောင်နောက်ဆုံးပွဲမှာနေပြီးတော့တရရှိနေပွဲလို့ပြခံရပါလေနေမင်းကြီးပဲခံရပါလေညစ်သူမိရပါညစ်ခါသကအမြုတ်ကြီးပို့လို့ဆိုပါလေဒီယောဂါဟာမတန်ရှင်းတဲ့ရေတွေကိုတောက်ဆုံးပြကြောက်ဖြစ်တယ်လို့သူကမက်ရှယ်ပြူပါတယ်ကျမ်းမာရဲ့အသိုက်ဝဲရဲ့ပြောဆိုချက်အရာအရေးပြောယောဂါဟာတောက်ဆုံးရဲ့မတန်တာတကိုယ်ရဲ့သက်ရှမ်းမှုအားရတာတွေကြောက်ဖြစ်တဲ့ပြီးဖုံမုံဓာတုပေတာပေစီဂေပပုတ်ကိုစားတဲ့အရာတွေနဲ့ထိတိမင်းရင်အရေးပြရရန်စီက ဖူးအပင်ထတာအင်းပြိုင်ထတာနဲ့အနင်းဆက်တွေဖြစ်ပေါ်တဲ့တယ်လို့ဆိုပါတယ်စီပိချောက်တွေမှာလူရဲ့ထူတဲ့တာကြောင့်တုံးနဲ့တူယောဂကုစေမှုပုံမြန်တယ်လို့ပြောဆိုကြပါတယ်ရှင်းဝါချပါမှုနဲ့တူငွေကြေးအခက်ခဲတွေကြောင့်စီပိချောက်တွေမှာဒီယောဂကိုအမြဲပြတ်အောင်မကုသနိုင်ပါဘူးကျင်ခင်းစီပိချောက်စကန်ကကိုကြော်ကြဝင်းပြောတာကတော့ဆရာဝန်နဲ့ကုသဖို့တောက်ဆိုပါတယ်အဲပြောက်တက်တော့နေပြီးတဲ့ကိစ္စဆံဝင်နဲ့ဆက်သွယ်မှာကုသွားပါဖို့ဒီ CBC ဆိုပြီးလောရပါဖို့ ဒီမရှိတော့ပျောက်ဖို့ပျောက်ကနေပို့ထားပါရဲ့ကျွန်တော်အနေနဲ့တော့ခါရဲ့ဆရာမတစ်ဆက်ဆက်မှာနေပြီးတော့စီကုတ်ထိုင်ပါရဲ့တန်တယ်ဘုံမှာအေးပြယောကအာရခတက်တော့ထိန်းချောက်ထားတဲ့မျိုးနယ်အလုံးမှာဖြစ်နေတယ်လို့သိရပါတယ်